ဝါပြည်သွေးစည်းညင်ညွေးရေးတပ်မတော် UWS ကမွေးစေဝါဆက်ထုတ်နေမယ်ဆိုရင် ထိုင်းဘက်ကကိုနီကိုဟန်နဲ့ကင်တွဲဖြည့်ရှင်းမယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ပြောဆိုနေကြမှာပဲ UWS ကတက်အင်အားပြသခဲ့ပါတယ်မြန်မာတရုတ်နယ်စပ်မှာအရှိစိုက်တဲ့ UWS ဟာထိုင်းနယ်စပ်မှာလဲဝါတပ်ဖွဲ့တောင်ပိုင်းတစ်ခွန်တစ်စစ်ဒေသအဖြစ်နယ်မြေဖြန့်ကျက်ထားပါတယ်အဆိုပါခန္ဓာကိုယ်တော့ UWS ရဲ့တောင်ပိုင်းတစ်ခွန်တစ်စစ်ဒေသမှာစစ်သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြပြီးစီးရေးပြမြင်ကွင်းပုံရိပ်တွေဖြစ်တဲ့ လက်နက်မျိုးစားလိုက်ထုတ်ဖော်ပြသခြင်းအမျိုးသားမျိုးသမီးတွေပါဝင်တဲ့တိုက်ခိုက်ရေးဆိုင်ရာတိုက်ကွက်ဖော်ဆောင်ခြင်းနဲ့တိုက်ကွက်ပြတိုက်ခိုက်ခြင်းလေယုံကြီးတိုးတက်ခြင်းဆိုင်ရာကိုခံပညာတိုက်ကွက်မျိုးမျိုးနဲ့တိုက်ခိုက်ပြခြင်းအစရှိတာတွေပါဝင်ခဲ့တယ်လို့ဝါနီယူလန်ကဖော်ပြထားပါတယ်။ဒါအပြင်ဝါတပ်ဖွဲ့တောင်ပိုင်း101စစ်တေသတမဟာခွန်ခွန်ရှစ်မှာဘူလောင်းအယောက်200ကျော်အပြင်တပ်သားတတိပါဝင်တဲ့တင်နန်းစင်ပွဲအခမ်းအနားကိုပြီးခဲ့တဲ့ဧပြီ3ရက်မှာကျင်းပခဲ့တယ်လို့ဆိုပါတယ်။တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ တပ်သားတဲ့2000စီကောက်ခံသွားဖို့ပြင်ဆင်တတ်မှတ်ကစာထုတ်ပြန်ပြီးတဲ့နောက်မှာတော့အခုလိုအမျိုးသားအမျိုးသမီးပါဝင်တဲ့တပ်သားတဲ့စင်ပွဲအခမ်းအနားကျင်းပခဲ့တာလို့သိရပါဗျ။ပြီးခဲ့တဲ့မလ9ရက်နေ့ကလည်းမြောက်ပိုင်းခြေဆိုင်တပ်မဟာ318အဖွဲ့ကကရှင်လာဟုရှမ်းဝအာခီလီဆူစတဲ့တိုင်းသားတွေပါဝင်တဲ့ဆောင်းလင်းစစ်တပ်စင်ပွဲအခမ်းအနားကိုဟိုပန် KI အာဟန်ချီဝါမှာကျင်းပခဲ့တယ်လို့သိရပါဗျ။